တခြားဟာလေးနှင်းနေအမေရိကန်သားပဲနိုင်ပြည်ကြီးကျော်တခုကျန်တယ်ယုတိထောင်းတာကြားတော့ဗျာဒါတော့ငါယုတိထောင်းလို့ရှိတယ်နိုင်လိုက်ထောင်းလိုက်ပေါ့ဘုန်းကြီးကစီတန်းကြွလာတော့အဲ့ဒီမှာသူပြောနေတာကတပည့်တော်ညမလောက်ကြဒီမှာမြေကြီးထောင်းလို့ရှိတယ်ဘုန်းကြီးကြွလာပြီးတော့ပြောနေတာပေါ့အဲ့ဒါငိုက်တော့ပြတာပြောတာမှားသွားတယ်တပည့်တော်ညမလောက်ကြဟေးဟောဒီမှာဘုန်းကြီးတွေထောင်းလို့ရှိသေးတယ်တဲ့ယုတိတွေကကြွလာပြီးတော့ဟုတ်လားထောင်းအောင်မြေကြီးဘုန်းကြီးတွေကြွထောင်းတယ် တရဏဂုံကြောင့်အဘယ်လေးပါမကြောက်ဘူးပြောပြပေးမယ်ပြောမြမိမှာအဲ့ဒီတရဏဂုံရဲ့အဓိပ္ပာယ်ကိုမူလကဏ္ဍအထက်ကရာကတရဏဂုံရဲ့စွန့်တက်ပြီး၅မျိုးဖွင့်ပြတရဏထာတောတဝံတရဏကတဏံဘယံတတာတံဒုက္ခဒုက္ခိပရိကိလေသံဖိန္တရေဝိနာသေတိတိအတောယရဏတယတိဝတ္တံဒီဝဇနံအရိပရိမြန်မြန်ပြောလိုက်ကြတယ်မြန်မြန်ပြီးတော့အရိပရိကတော့ဘယံတရားတံဟာ တဏ္ဍကုံသုံးမှာဆွဲမြဲတဲ့ပုဂ္ဂိုလ်ကြီးဟာကောင်းကျိုး၅မျိုးရရမယ်။ကောင်းကျိုး၅မျိုးကဘာတွေလဲတဲ့။ဘယဘေးကင်းပါရဲ့တဏ္ဍကုံမြဲတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှဘေးမရဘူး။တဏ္ဍာတကြောက်တဲ့စိတ်တွေလန့်တဲ့စိတ်တွေပယ်ပြောက်သွားပါလေ။နောက်ဒုက္ခကိုယ်ဆင်းရဲဆေဆင်းရဲတွေလည်းပယ်ပြောက်သွားပါလေတဏ္ဍကုံရောက်။နံပါတ်၄ဒုက္ခတိအပယ်လေးပါးနဲ့မလားတော့ပါဘူးတဲ့။နံပါတ်၅ပရိကိလေသာ စိတ်ရဲ့ဉာဏ်ငွမ်းပုံများကိုလည်းပဲပေဖြောက်ပေးပါလေဘယ်တော့မှဒီတာကောင်းလို့ပဲနှမျိုးလေငါမျိုးပြောင်းမြရေးမှတ်မိကိုလည်းအေးမကြည့်ဘူးလားရေးကြည့်တယ်နော်မှတ်မိအောင်လည်းနားကြယောဂီတို့မှတ်မိဖို့ဆိုတဲ့နေရာမှာတရားနာတဲ့ချိန်မှာအဲ့ငန့်နေမှတ်မိပါလားဒါလည်းသိစေချင်တယ်နော်အဲ့မငန့်နဲ့ပါဟုတ်လားတတိနဲ့နာအဲ့ချိန်ရင်နေလို့နေကလေးပါလေးဆွဲရမ်းပါလေဟုတ်လားပြီးတော့လမ်းလေးပါလေးနောက်မှာသွားခါလျှောက်လိုက်ရောဒီလိုကထိနေမိတယ်ဆို လက်မခံဘူး။ဘုဇနုတို့ကမိုင်းတရားလူအကြောင်းမှားတယ်နဲ့ဘုန်းကြီးတွေဒုက္ခရောက်ခဲ့ဘူးလေ။ဒါလည်းပဲငိုက်လို့ပါ။ဒီမှာအအောင်စုံကန်နေတဲ့တင်ပေးဦးမယ်။အအောင်နေဆုံးကန်ဒီပေါ့။ရန်တန်ကတော့မြောက်အအောင်စုံကန်ရင်အအောင်တက်တယ်နဲ့စောစောဆုံးကန်ရတယ်ဒီမှာတရားနာရတယ်။အချို့ကမသိဘူးအအောင်စုံပြင်ပြီးတော့မိုးလင်းပြီးတော့ဆုံးမကောက်တရားအရင်ဟောခိုင်း။ဘုန်းကြီးကညဆုံးမှမစားပဲဗိုက်ထဲစားနေတာဟုတ်လား။ အဲ့ဒါဆုံးမကပဲတရားရင်ဟောပိုင်းတော့တော်တော်ပင်ပန်းတယ်ပေါ့ဒါကြောင့်အအောင်ဆုံးရင်ဆော့ဆော့ဆုံးရင်ကပြီးမှတရားနာနေသာဆိုတော့ကြောင်းနေနေသာဆိုတော့နောက်ကြလေကောင်းတယ်ဒါကြောင့်၁၀နိုင်လောက်မှပဲတရားအရင်နာ၁၇နိုင်ထုတ်ပြီးမှကတ်တာအကောင်းဆုံးပဲပေါ့အခုဒကမကြီးညံကောင်းကဒကမကြီးရောက်ပါတော့သိပါဒါကြောင့်သူကတော့ကိုရင်လေးတွေဆိုတော့ဆန်းဆန်းမလိုက်ရဘူးဆိုပြီးတော့တန်ငါကုန်ပဲအပါ90လောက်အဲ့ဒါချက်ချက်ပြန်ရအောင်ချက်ချက်ကြိုးကြပါလေမိုးနဲ့ချက်ချက်ကတရားဟာလေးနှင်းနေအမေလေးကျက်သားပဲ ငိုင်းမြဲလေးကြော်တခုကျန်တယ်ယုတ်တိထောင်းတာကြာတော့ဗျာဒါတော့ငိုင်းယုတ်တိထောင်းလို့ကြည့်တယ်ငိုင်းလိုက်ထောင်းလိုက်ပေါ့ဘုန်းကြီးကဇီတန်းကြွလာတော့အဲ့ဒီမှာသူပြောချင်တာကတပည့်တော်မြန်မာလောက်ကြာဒီမှာယုတ်တိထောင်းလို့ကြည့်တယ်ဘုန်းကြီးကြွလာပြီးတော့ပြောချင်တာပေါ့အဲ့ဒါငိုင်းတော့ပြန်ပြောတာမှားသွားတော့တပည့်တော်မြန်မာလောက်ကြာဟေးဟောဒီမှာဘုန်းကြီးတွေထောင်းလို့ရှိသေးတယ်ယုတ်တိတွေကကြွလာပြီးဟုတ်လားထောင်းအောင်ယုတ်တိဘုန်းကြီးတွေသွားထောင်းအဲ့ဒါအဲ့ငိုင်းလို့ပါဗျာဘာဖြစ်လို့လဲဒါကြောင့်အေးမငိုင်းနဲ့ဘုန်းကြီးတွေထောင်းပြီးတော့နော်မှတ်မိအောင်လည်းနားကြ တိုင်ယောဂီတို့မှတ်မိအောင်နော်တရားနာအခု၅မျိုးပေါ့ပြန်ပြောမယ်နံပါတ်၄တရားမှုတည်တဲ့ပုဂ္ဂိုလ်ကဘေးကင်းတယ်နော်နံပါတ်၄ကြောက်တဲ့လမ်းနဲ့စိတ်တွေလည်းကင်းတယ်နံပါတ်၃ကိုယ်စင်းရဲ့စိတ်စင်းရဲ့လည်းကင်းတယ်နော်နောက်နံပါတ်၄ကဘာဖြစ်သွားလဲအပယ်၄ပါးကလွတ်တယ်နံပါတ်၅ကစိတ်ရဲ့ညင်နှောမှုကလည်းလွတ်မြောက်သွားတယ်လို့၅မျိုးပေါ့နော်အဲ့ဒီ၅မျိုးတွေကဥစဉ်လို့ဖရာတရားတန်တာကြောင့်အပယ်၄ပါးကလွတ်သွားတယ်ဘာသာချမ်းသင်္ကေတ900ကြောင့်နှောင်း ဘာသာချက်တဲ့မောတာတွေပါဒါဒေဝတာလည်းဥပါရိကသတ်ပြီးတော့မှလာပါတယ်ကျွေးလေးပြောကြဒုတင်ကအသေးလေးပြောနေတာပေါ့အဲ့တော့ဒါဝိမျိုးကနေပြီးတော့အခုခေတ်လို့ပါပဲကုန်တင်သင်္ဘောကြီးပေါ့ကုန်တယ်ပေါ့900ကျော်တင်ပြီးတော့ထွက်လာခဲ့ကြထွက်လာခဲ့ကြတော့လမ်းကူလမ်းမှာအဲ့ဒီသင်္ဘောကြီးဝမ်းမကြဲလဲကြောက်ဆောင်နဲ့ထုံးမကြီးတော့ပေါ့ပင်နေတယ်မှာဒီချိန်မှာမော်ဒန်နေရာလဲကြာအဲ့တော့တပိပိကြီးနင်းမြုပ်သွားတော့ မျက်တည်တဲ့မြေအောင်ယောဂီတို့တိုင်တန်းနဲ့ဇာကကြီးကိုအဲ့ဒီဟိုက်တာမျက်စိနဲ့မြင်လိုက်တော့ကြည့်ကြည့်ညစ်နေတယ်ပေါ့နော်သင်္ဘောကြီးအဲ့တော့လေကြောက်လာတကြားခါတဲ့ပေါ်ရခဲ့ကြတဲ့ဘာသာကျသင်္ဘောသားတွေကဒုဒုခုပေါ်တဲ့ဘာသာဖျားတွေတပြီးတော့ဟိုပြီးဒီလောက်ငိုလက်လူလက်ငိုပေါ်တယ်လေပေါ့အော်အဲ့ဒီချိန်မှာသင်္ဘောသားတွေကတော့တီ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 ထိုင်းနေဘာမှကြောက်တဲ့လမ်းနဲ့အမှုရမတွေ့ရကျတော့သူများတဲ့ထိုးတော့ကျန်တဲ့သင်္ဘောသားများကသူ့ကိုတတိထားမိသွားတယ်ဟာဟုတ်မှကြည်စမ်း ငါတို့မှာသင်မှာကြောက်လို့ဟိုပြေးပြီးပြီးဟိုလွန်းဒီလွန်းဟိုငိုဒီငိုပေါ့စူးညံ့လို့သူ့မှာငြိမ်တယ်လို့ဧကံဝုဇ္ဇာဒီမိတ်ဆွေဒီမှာဒီလင်းမောတာမှာနေခြင်းတရားကိုမကြောက်တဲ့တရားရှိလိမ့်မယ်တို့တော့ငွေကြရအောင်လို့ဘာသာကျလင်းမောတာ900တို့ဟာအဲ့ဒီလင်းမောတာကြီးနဲ့ပတ်ထန်ပြီးတော့မေးကြတယ်မိတ်ဆွေခင်ဗျသေးရမှာမကြောက်ဘူးလားဘာလို့လို့ခင်ဗျမကြောက်လို့တာလဲကျုပ်တို့မှာကြောက်လို့ဒီမှာနေရမှာရှိဘူးကျုပ်မကြောက်ဘူးကြောက်ဘာလို့မကြောက်လဲကျုပ်ကဘုရားဘာသာတရားပဲ အခုအသိမမလက်မိမှာမထုတ်မိမှာရုပ်ကတန်ခါများပဲတန်တဲ့များလှူတန်းပြီးတော့တရဏဂုံနဲ့၅ပါးတိလာဆောက်တည်ခဲ့တယ်။အဲ့ဒီဘုရားတရားတန်ခါတရဏဂုံတို့မှာကျုပ်တံမှာအခုတည်းဆွေးမြေ့နေတဲ့ကျုပ်တရားဘာမှမဟုတ်ဘူး။ဘုရားတရားတန်ခါတော့ဟုတ်ပါတယ်။တောင်းတမြေဘုရားပါတာတယောက်ကလေးရင်ပေါ့လို့ပြောရည်။ပြည်တယ်များလို့ပြောရအောင်ကြိုးစားကြတယ်နော်။တကယ်ဘုရားပါတာတယောက်ဖြစ်တော့အဲ့လိုဘုရားနဲ့အိမ်ပေးမှာယောဂီများအယုတ်မျိုးစုံရှုပ်ွားနေရင်တော့အဲ့ဒါကာဗျာဘုရားပါတာတဲ့။ဘာဘုရားပါလဲ။ ုရားဘာသာစစ်သေးတယ်မစစ်တော့ဘူးတကယ်ဘုရားဘာသာဆိုရင်ဘုရားတရားတန်ခါဒါပဲကျန်တော့မရှိဘူးဒါမှတ်ထားတယ်နော်အဲ့တော့ကုသိုလ်ကရင်းရင်တတ္တရရှိသေးတာပြောတယ်အခုဆိုကျွန်တော်တို့ကသေဘောကြာကလုံးများကျွန်တော်လည်းသိတယ်ဒါမှမဟုတ်ဘုရားတရားတန်ခါတရဏဂုံသုံးမှာဆွေးမြေ့တတိယလေးတဲ့ပုဂ္ဂိုလ်ဟာသောတာပန္နတတိကောနာမှာသောတာပန္နနဲ့တူတယ်ဗျသောတာပုဂ္ဂိုလ်သေးတဲ့အခါအပယ်လေးပါမလားတကယ်ဆို ုထုသင်ဖြစ်တော်လည်းပဲဘုရားတရားတန်ခါတဏ္ဍကုံသုံးမှသတိရတည်တဲ့ပုဂ္ဂိုလ်ဘယ်တော့မှပင်ကြဘူး။ဒါကြောင့်ကျုပ်ရည်နှစ်ပြီးတော့သိရင်သိမယ်သို့တော့လူဘဝနဲ့နတ်ဘဝနဲ့ရှင်ရှင်နတ်ဘဝကရှင်လက်ကောက်ဆိုင်လူဘဝကကြည်လက်ကောက်ဆင်ပါပဲ။ပြီးတော့ကြီးလက်ကောက်နဲ့တူတဲ့လူဘဝဆွန့်ပြီးတော့ရှင်လက်ကောက်နဲ့တူတဲ့နတ်ဘဝရမှာကျုပ်ဘယ်မှလာပြီးတော့ကြောက်မလဲ။ကျုပ်ပိုးတော်ပြော်သေးတယ်ဒီလိုပြောချင်တယ်။အဲ့ဒီမှာလည်းဘာသာကြားတယ်အသိအားကြတယ်။အော် တို့ဗုဒ္ဓဘာသာမှာဖရာတရားတန်တာဒီလောက်ကိုအားပေါ်ရတာကိုငါတို့မှတော့ကြည်စမ်းဘုစုဖေးကောင်မသိတော့ဘူးအားဖို့ဆရာမရှိကြောက်လိုက်ကြတာအဲ့တော့မိတ်ဆွေကြီးရုပ်တို့ဘာသာတွေစွန့်မယ်ခင်ဗျားတို့ဖရာတရားတန်တာကျွတ်တို့ဘိုးကတော့ကျွတ်တို့ကိုရောအဲ့ဒီကနေကောင်ဆောက်တည်ပြီလို့မရဘူးလားရတာပေါ့ရိုက်ဆောက်တည်ပြပါတော့အဲ့မှာတခါတည်းလူရအများကြီးဆိုတော့တို့ခုနှစ်ယောက်တရားဒီစီတန်းလိုက်လင်းမောကြီးလည်းနစ်နေပြီအဲ့တော့တို့ထိုင်လို့မရတော့ခိုင်းပင်လေကြီးရတို့ရဲ့ပဇာတဲ့ဝင်းပုံမှာအဲ့တော့မတ်တက်ရမတ်တက်ရပြီးတော့ပထမတရားစောက်တည်ပြလိုက်တယ် ဲလိုဆောက်တိပဲနဲ့ရေတွေကဒုစိရောက်ပေါ့ဒုရယတရားဆောက်တိပေါင်လေရောက်တတိယတရားခါရောက်သတ္တတရားယင်စုပင်သမဆိုတာလဲပင်ပေါ့နော်စတ္တမဆိုတာလဲပင်မြုပ်ပြီပေါ့နောက်ဆုံး900ကျော်ကျရုပ်ကတတ္တမမြောက်တရားတော်ကြတာခါတဲ့ရေတော်မှာနည်းနည်းပါးပါးပဇာတိဝင်လာပြီးမြုပ်တော့မှာပေါ့လို့အဲ့ဒါမှီးပါတယ်အားလုံး900လုံးတရဏဂေါ်သုံးပါးလဲဆောက်တိပြီးသွားရောအဲ့ဒါဟာမှတ်လိုက်ပေါ့ဘုရားဘာသာဖြစ်သွားပါတယ်ဘာဖြစ်သွားလဲဒါလေးမှတ်ပါ တို့တက္ကနမတွေကိုဘာသာရှင်းမြတ်ကမေးခွန်းတစ်ခုမေးလာတယ်။အဲတော့ဘုရားဘာသာတွေရောဘယ်ကျင်ဘုရားဘာသာဖြစ်ကြလဲလို့မေးခဲ့ရင်တို့ပြည်သက်ဖြေရမှာကရှိတယ်။ငါတို့မှလည်းဘုရားဘာသာဝင်တဲ့ခန္ဓာရှိဖယံတရားအတန်းကဒေနနာသုံးပါးရဲ့အကျိုးတော်တွေတကယ်ကိုသိပြီးတော့ဖယံတရားတန်းကိုယင်တဲ့ကတက်လက်လက်ကြီးညိုပြီးတော့ဘုရားတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိလို့ တရဏဂုံသုံးမှာဆောက်တည်တဲ့နေဟာငါတို့ဘောဓဘာသာဖြစ်တဲ့နေအဲ့ဒါငါတို့ဘောဓဘာသာဝင်တဲ့အခမ်းအနားဒီလိုဖြစ်ရပါလိမ့်။အခုလည်းတရဏဂုံဆောက်တည်ပြီးတော့ဘာသာကြတဲ့ဘောဓဘာသာဖြစ်သွားတယ်။အဲ့ဒီမှာတင်ဘောဓဘာသာတင်မောတာကြီးကနောက်ဆုံးတတိပိတဲ့မိတ်ဆွေတို့တင်မောကြီးနေပြီ။အဲ့တော့ခင်ဗျားတို့တခြားလောဘဒေါသမောဟတွေဘာမှအဝင်မခံနဲ့တော့ဘုရားတရားတန်ခါတရဏဂုံမှာကိုကြီးညိုရင်းနဲ့ရုပ်ပါတရဇင်းရင်းနဲ့ဒေဇင်းတရားကိုရင်ဆိုင်ကြလို့တတိပိတဲ့ပြီးတော့တင်မောကြီးလည်းမြုပ်သွားတယ်။အလုံးတည်ကြပါလေ။ ဒါတော့သူတို့ကိုယ်တိုင်ယင်ဘွားကသူတို့ဘာကိုအစုလိုက်အပြုံးလိုက်တက်ဖြတ်ခဲ့တဲ့အာဟုတို့ကံဒီများကိုတို့ပြေးဆိုင်ရပါတယ်။သို့တော့ဒီကံဒီမှာကပ်ပြီးတော့စောက်တည်ခဲ့တဲ့တဏ္ဍကံကုတုကံကြောင့်အဲ့ဒီဘာသာကြသင်္ဘောသား900နဲ့သူတို့တဏ္ဍကံစောက်တည်ပြီးတဲ့ဘုရားဗုဒ္ဓသင်္ဘောသားကြီးတို့ဟာလူတန်းနဲ့ဆိုရင်နှစ်ပေါင်း၃ငရေနဲ့အနှစ်၆တန်းသက်ရှိတဲ့တာဝရိန္ဒာနတ်ဘုံရောက်ခဲ့ကြတယ်။ဘယ်နတ်ဘုံမှာလဲ။ခြေစားတကာတော့မတို့ ဗုဒ္ဓဘာသာဖြစ်ရတာဘလောင်မြင်အတက်ဆရာကောင်းလဲတလေလို့ဗုဒ္ဓဘာသာဖြစ်ရတာဘလောင်မြင်ဝမ်းမြောက်ဆရာကောင်းလဲတလေလို့တို့တရားဓမ္မများကဲ့သို့နေ့စဉ်ကြုံတိုင်းတရဏဂုံသုံးမှာစောက်တည်ပွားများတဲ့ပုဂ္ဂိုလ်များသာထားလိုက်အခုဘာသာကြည်ကြည်စံဒေဂန်ဤမိနစ်ပိုင်းလောက်အလုံးမှာကတ်ပြီးတော့စောက်တည်တဲ့တရဏဂုံကအဘယ်တကားပြေးပြီးတော့နှက်ပြီးပို့မပေးဘူးလားဟေးဒါဆိုရင်တို့တရားဓမ္မတွေဆိုတို့တို့ထဲပို့ပြီးတော့အဘယ်တကားပြေးရမှာပေါ့တို့တို့ထဲပို့ပြီးတော့နှက်ရသူတွေရောက်အောင်မှာပေါ့ဗျာ ေဘုရားတရားတန်ခါကိုယ်ကိုယ်ဝင်ရတာဟာပြည်တော်များအားငယ်စရာမရှိသေးလားမရှိဘူးနော်